င်္ဂလာပါရှင်။အောက်တိုဘာလ25ရက်နေ့အတွက်တောင်လင်ထမ်းမြက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်ထမ်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပြပါရှင်။ဒီကနေ့နေ့လည်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ပလောမှာစစ်တပ်ဒရုန်းကြောင့် KNDO တပ်ပေါင်းစုစစ်ကြောင်းမှုကြာဆုံးခဲ့တဲ့သတင်းနဲ့ မိုးမာလောင်းကစားဝိုင်းတွေကြောင့်လူငယ်တွေပျက်စီးနေပေမဲ့စစ်ကောင်ပြင်းလစ်လူရှူထားတဲ့တရင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ကမ္ဘာဈေးကွက်မှာရုရှားရေနံနဲ့တဘာဝတန်းငွေကင်းစင်အောင် ပြုလုပ်မယ်လို့ယူကရိန်းမဟာမိတ်များကတိပြုလိုက်တဲ့သတင်းမြမငင်းချမ်းရေးအစီအစဉ်အကောင့်ထဲပေါ်ဖို့မခတ်ဘူးလို့မလေးရှားနိုင်ငံသားရေးဝန်ကြီးပြောလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ် တနင်္သာရီတိုင်းပလောမြို့နယ်တိုက်ပွဲမှာစစ်တပ်ဒရုန်းကြောင့်ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တပ်ပေါင်းစုစစ်ကြောင်းမှုကြဆုံးခဲ့တယ်လို့ဒေသခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့တွေကတင်ပြထားမှုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့ကပလောမြို့နယ်တန်ရှင်းကျေးရွာအနီးမှာစစ်ကောင်ရှင်တပ်နဲ့ KNDO ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါရယ်ရှင်။ အဲ့ဒီတိုက်ပွဲပြီးနောက်တော်လန်ရေးတပ်ဖွဲ့တွေစစ်ကြောင်းပြန်ဆုံစဉ်စစ်ကောင်ရှင်တပ်ရဲ့ drone နဲ့ဘုံချတိုက်ခိုက်မှုကြောင့် KNDO တပ်ပေါင်းစုစစ်ကြောင်းမှဗိုလ်တော်ဝါကြာဆုံးခဲ့ပြီးရဲဘော်နှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကြာဆုံးသွားတဲ့စစ်ကြောင်းမှဗိုလ်တော်ဝါဟာ KNDO တပ်ပေါင်းစုရဲ့စစ်ကြောင်းမှဖြစ်ပြီးရဲစွမ်းထမ်းမြတ်တယ်လို့တိုင်ရဲခရဲကောင်းသူတို့အူလည်းဖြစ်တယ်လို့တော်လန်ရေးရဲဘော်တွေကပြောဆိုပါတယ်။ ပလောမြို့နယ်မှာပြီးခဲ့တဲ့နှစ်ကစလို့စစ်ကောင်ရှင်တပ်ရဲ့စစ်ကြောင်းထုံးမှုကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးအရတားပြည်သူတွေ9000ထပ်မင်းနေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။မွန်ပြည်နယ်စစ်ကောင်ရှင်ဟာသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ လောင်ကစားဝိုင်းတွေကိုဖျားပွဲ၊စွန်ကြီးလောင်ပွဲ၊ကတ်ထိန်ပွဲ၊ရာတီပွဲတော်တွေအပြင်ပျော်ပွဲ၊ရှင်ပွဲဆိုတဲ့အကြောင်းပြချက်နဲ့ပုံစံအမျိုးမျိုးပြပြီးဖွင့်လှစ်ခွင့်ပြုထားတာပါ ဒီလိုစစ်ကောင်ဖျင်းကအကြောင်းပြချက်အမျိုးမျိုးနဲ့အခါကျင်းငွေယူကရက်ရှည်ခွင့်ပြုပေးထားတဲ့လောင်ကစားဝိုင်းတွေကြောင့်ဒေတာရင်းကလူငယ်တွေဟာငွေကြေးဆုံးရှုံးမှုများပြီးအကျဉ်းစာရိတ်တာတွေပျက်စီးလာတာပဲဖြစ်ပါတယ်။ဒေတာခန့်လူငယ်တူကတော့စစ်ကောင်ဖျင်းဟာရက်ကွက်ပွဲတွေကအစလောင်ကစားဝိုင်းတွေတွင်ပြီးခွင့်ပြုထားတာကြောင့်တချို့လူငယ်တွေအနေနဲ့နေခင်းကြောင်တောင်းမှာတော့လူရဲမှုတွေခိုးမှုတွေကိုပုံမပြုတ်လောက်လာတယ်လို့တန်လွင်ထမ်းမှုပြောပါတယ်။ဒီနေ့တော့ကျွန်တော်တန်ကြားတော့ဒီရက်ကွက်ပွဲတွေကို လောက်ကပေါ်ဒီမှာအေးကစားဝိုင်းပိုင်းပြင်းပြီးတော့ဟာလောက်တာတော့အဲ့ဒါတွေကြာတော့စူးကျူးနေရတော့ကိုအခုလက်ရှိမီမီဆိုင်နဲ့ချိန်မှာဒီမျိုးကစားဝိုင်းလောင်းစားဝိုင်းနဲ့ပေါ်တော့ကြောင်မလို့လူရမှုတွေခိုးမှုတွေတော့အင်းမျိုးတွေတော့ပုံတော့ဖြစ်လာတော့လက်ရှိလည်းကျွန်တော်တို့ဒီဘက်ချမ်းပါပြီဆိုလို့ရှိရင်နေကင်းကြောင်တော်ကြီးမှာဆိုင်ကလူလူသွားတာမျိုးပတ်စံအိတ်လူသွားတာမျိုးလက်ပင်ရယ်ဆိုးကျူးထွက်လာတဲ့အဲ့လိုမျိုးလက်ရှိလည်းဖြစ်နေတာပေါ့ ဒါအပြင်စစ်ကောင်ရှင်ဟာလောင်စာဝိုင်းတွေကိုညာလုံးပေါက်ရက်ရှိခွင့်ပြုထားတဲ့အတွက်လူငယ်တွေညာလုံးပေါက်ကစားပြီးအလုံးမသွားနိုင်တော့တာငွေကြေးဆုံးရှုံးမှုတွေပုံများလာတာတွေကြောင့်ကြံရမရဖြစ်ကခိုးဆိုးလူရဲမှုတွေကိုပုံမပြုလုပ်လာပါတယ်စစ်ကောင်ရှင်ဖွင့်လှစ်ခွင့်ပြုထားတဲ့လောင်ကစားဝိုင်းတွေကြောင့်လူငယ်တွေပျက်စီးပြီးခိုးဆိုးလူရဲမှုတွေစတိုက်ဆူသလိုဖြစ်ပေါ်နေပေမယ့်အရေးယူဆောင်ရွက်တာမရှိသလောက်နှဲပါနေပါတယ်ရှင် ဒေသခံတွေရဲ့ပြောပြချက်အရလောင်ကစားဝိုင်းတွေကြောင့်ဒေသအတွင်းထဲမှာပုံစံအမျိုးမျိုးနဲ့ခိုးယူမှုတွေရှိနေပြီးခိုးယူမှုကျူးလွန်သူတွေမှာအသက်မပြည့်သေးတဲ့လူငယ်တွေပါဝင်နေတယ်လို့ဆိုပါတယ်။ပြည်နယ်စစ်ကောင်ရှင်ကတော့ပျော်ပွဲရှင်ပွဲအကြောင်းပြချက်တွေနဲ့ရက်ကွက်ပွဲတွေမှာကအစလောင်ကစားဝိုင်းတွေကိုအကြီးအကျယ်ထည့်သွင်းခွင့်ပြုထားပြီးရရှိလာတဲ့ငွေကြေးတွေကိုအချင်းချင်းပြန်လည်ခွဲဝေယူနေတာရှိနေပါတယ်ရှင်။စစ်ကောင်ရှင်ရဲ့ခွင့်ပြုထားတဲ့လောင်ကစားဝိုင်းတွေကြောင့်

ရုရှားစစ်ပွဲရန်နေရအတွက်ရန်မုံငွေရရှိနေတဲ့လမ်းကြောင်းကိုမိမိတို့ဖျက်တောက်မှာဖြစ်ကြောင်းဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကလန်ဒန်မြို့မှာဆန္ဒရှိသောနိုင်ငံများညွန့်မောင်းအဖွဲ့ဒါမှမဟုတ်ယူကရိန်းကိုကူညီပေးနေတဲ့မဟာမိတ်နိုင်ငံများအဖွဲ့ကိုလက်ခံတွဲဆောင်ပြီးနောက်ပြောဆိုလိုက်တာပါရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုကိုပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်နဲ့ဗြိတိန်တို့ကတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီး EU ကမော်စကိုရဲ့ဓာတ်ငွေ့အရေးတင်ပို့မှုတွေကိုပြတ်မှတ်ထားအရေးယူထားပါတယ်။ လန်နန်ကိုအစည်းအဝေးလာတက်တဲ့ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီကလည်းရုရှားကိုဖိအားပေးတာဟာစစ်ပွဲရတဲ့ရည်တစ်ခုတည်းသောနီးလန်းဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီအစည်းအဝေးမှာယူကရိန်းအတွက်တာဝန်ပြည့်ဒုံးကျည်တွေထောက်ပံ့ပေးမယ်ဆိုတဲ့ကြေညာချက်ထွက်ပေါ်မလာခဲ့ပါဘူး။အမေရိကန်ထုတ်တိုမာဟော့ဒုံးကျည်တွေနဲ့ဥရောပဒုံးကျည်တွေသုံးပြီးအ திக စစ်ရေးပြတ်မှတ်တွေကိုတိုက်ခိုက်နိုင်မယ်ဆိုရင်ရုရှားအထိနာနိုင်ကြောင်းဇလန်စကီကပြောဆိုနေရကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့သတင်းပတ်ကဝါရှင်တန်မှာပြုလုပ်တဲ့ဆွေးနွေးမှုအတွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတူမဟော့ဒုံးကြီးတွေပေးမပေးဆိုတာမဆုံးဖြတ်ခဲ့ပါဘူး။ရုရှားနဲ့နမိတ်တွေထဲအဲ့ဒီလိုတာဝေးပြက်လက်နက်တွေတုံးပြီးတိုက်ခိုက်မယ်ဆိုရင်ကြီးကြီးမားမားတုတ်ပြန်သွားမှာဖြစ်ကြောင်းပူတင်ကအောက်တိုဘာလ23ရက်မှာတတိပေးထားပါတယ်။ ပူတင်ဟာငင်းချင်းရင်းနဲ့ပတ်သက်လို့အလေးနက်မရှိလို့မဟာမိတ်တွေကယူကရိန်းကိုဆက်လက်ကူညီဖို့ဆုံးဖြတ်လိုက်ကြောင်းလန်ဒန်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာဝန်ကြီးချုပ်ကီယာစတာမာကပြောဆိုထားပါတယ်။ယူကရိန်းကာကွယ်ရေးအတွက်တင်ဆက်ထားတဲ့ရုရှားအစိုးရပိုင်ဆိုင်မှုဘီလီယံပေါင်းများစွာကိုထုတ်ယူသုံးစွဲခွင့်ပေးသွားမယ်လို့ဝန်ကြီးချုပ်စတာမာကပြောပေမဲ့အသေးစိတ်ကိုထုတ်မပြောပါဘူး။လာမယ့်နှစ်နှစ်အတွင်းယူကရိန်းရဲ့ဗန်ဒားရေးလိုအပ်ချက်တွေကိုကူညီပေးဖို့ EU ခေါင်းဆောင်တွေကအောက်တိုဘာလ23ရက်မှာသဘောတူညီခဲ့ကြပါတယ်။ ဒါပေမဲ့ရုရှားစီကတင်ယူထားတဲ့ယူရို140ဘီလီယံကိုယူကရိန်းကာကွယ်ရေးအတွက်ထုတ်ယူသုံးဆွဲရေးနဲ့ပတ်သက်လို့သဘောတူညီခဲ့တာမရှိပါဘူး။ယူကရိန်းအရက်ဖက်နဲ့ဆွေးရင်အဆောက်အဦတွေကိုရုရှားကနေတိုင်းနီးနီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေရကြောင်းယူကရိန်းလေကြောင်းကာကွယ်ရေးစနစ်တွေကိုအားကောင်းအောင်ကူညီဖို့မဟာမိတ်တွေကတိပြုခဲ့ကြပါတယ်။ ရုရှားကယူကရိန်းရဲ့စွန့်ရင်အစာအုပ်တွေကိုတိုက်ခိုက်ပြီးစောင်းရသည်မှာအပူပိစက်တွေတုံးလို့မရအောင် လုပ်ပြီးတော့မိမိတို့ကိုစိတ်သက်ပြတ်ပြားအောင်လှုပ်ဆောင်မှုကြိုးပမ်းနေတယ်လို့တမရဇလန်စကီကပြောပါတယ်။ဗီတိန်နဲ့ယူကရိန်းရဲ့တခြားမဟာမိတ်တွေကစစ်ပွဲရဲ့တန်ရေးရုရှားအပေါ်ဖိအားတိုးပေးသွားမယ်လို့ကတိပြုခဲ့ကြပေမဲ့စစ်ပွဲဟန်ချက်ပြောင်းပြီးပူတင်ကိုဆွေးနွေးရေးစပွဲစီရောက်ရှိလာအောင်ဘယ်လိုလှုပ်ဆောင်မလဲဆိုတဲ့အသေးစိတ်ကိုတော့ပြောဆိုသွားတာမတွေ့ရပါဘူး။ဆွေးနွေးညှိနှိုင်းမှုများစတင်နိုင်ရည်လက်ရှိအနေအထားအတိုင်းအပြည့်အခက်ရစဲကြ ားဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဆိုပြုထားတာကိုယူကရိန်းနဲ့ဥရောပမဟာမိတ်တွေကထောက်ခံထားကြပါတယ်။ဒါပေမဲ့ပူတင်ကပယ်ချထားပြီးယူကရိန်းနယ်မြေတွေကိုလက်လွတ်ပေးရမယ်လို့တောင်းဆိုထားပါတယ်။မြမငင်းချမ်းရေးအစီအစဉ်အကောင့်ထဲပေါ်ဖို့မခတ်ဘူးလို့မလေးရှားနိုင်ငံသားရေးဝန်ကြီးပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရှင်။ဒီဇင်ဘာမှာကျင်းပဖို့စီစဉ်ထားတဲ့မြမရွေးကောက်ပွဲကိုအာဆီယံကတားဆီးဖို့မဖြစ်နိုင်ပေမဲ့ အာဆီယံနိုင်ငံကြိုင်းဝင်ကြီးတွေကရွေးကောက်ပွဲမှာအားလုံးပါဝင်ပြီးလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်စေချင်ကြတယ်လို့လည်းဝင်ကြီးမိုဟာမက်ဟာဆန်ကပြောပါသည်၂၀၂၁အာနာသိမ်းမှုကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကနေစစ်တပ်ကိုစန့်ကျင်တဲ့လက်နက်ကင်ဒေါ်လာရေးအဖြစ်ပြောင်းလဲသွားပြီးတဲ့နောက်လာနေငယ်ကြမှာမြန်မာနိုင်ငံငင်းချမ်းရေးအချက်၅ချက်ပါဘုံသဘောတူညီမှုကိုအာဆီယံနဲ့စစ်ကောင်းဆောင်တို့သဘောတူညီခဲ့ကြပါသည်ဒါပေမဲ့မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာဆီယံဘုံသဘောတူညီချက်ကိုလစ်လျူရှုနေတယ်လို့ဆွဆွဲခံထားရပါသည် အချက်၅ချက်ပါပုံသဘောတူညီမှုကအကောင့်ထဲပေါ်ဖို့မခတ်ပါဘူးဆွေးနွေးမှုတွေလုပ်ဖို့ပြည်သူတွေစီကူညီတွေရောက်ရှိခွင့်ပေးဖို့အဖွဲ့အစည်းအားလုံးနဲ့ဆွေးနွေးမှုပြန်လုပ်ဖို့ကကောင်းပါတယ်လို့အာဆီယံနေရာကမတိုင်ခင်ကွာလာလမ်ပူးမှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံပြီးတဲ့နောက်ဝန်ကြီးမိုဟာမက်ဟာဆန်ကပြောလိုက်တာပါ ဲ့ဒီငင်းချမ်းရေးစီစဉ်ဟာအများအပြားမအောင်မြင်ပဲစကောင်းဆောင်တွေကအကြမ်းဖက်သမားတွေလို့တတ်မှတ်ထားတဲ့တိုက်ခန့်တွေနဲ့ဆွေးနွေးဖို့ဆန္ဒမရှိဖြစ်နေပါလိမ့်။ရက်သားပြည်သူတွေပေါ်ရရဆက်ဆက်ဥပဒေချိုးဖောက်မှုတွေကျွလွန်နေတယ်ဆိုတော့အနောက်တိုင်းရဲ့ဆွဆွဲချက်တွေကိုစစ်တပ်ကပယ်ချပြီးငင်းချမ်းရေးအတွက်ဂရုပြုထားတယ်လို့ဆိုပါတယ်။ ဆက်ကောင်းဆောင်တွေကလာမဲ့ရွေးကောက်ပွဲကိုဒီမိုကရေစီတို့တဆင်ချင်းရှောက်လန်းမှုလို့ပုံဖော်ပြောဆိုနေပေမဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တဲ့ဆိုပြီးနိုင်ငံတကာမှာရှုတ်ချခံနေရပါတယ်။ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အချိန်မှာဆက်ကောင်းဆောင်တွေကဒီဇင်ဘာကစပြီးတော့ရွေးကောက်ပွဲအပိုင်းလိုက်ကျင်းပမယ်လို့ကြေညာထားပေမဲ့ဒီမိုကရေစီလိုလားတဲ့ပါတီတွေဖျက်သိမ်းခံထားပြီးလက်ကျန်ပါတီတွေကတော့ရွေးကောက်ပွဲဝင်ဖို့စံနာမရှိတာဒါမှမဟုတ်ပါဝင်ခွင့်တားမြစ်ခံထားရပါတယ်။ ဟိုစားနိုင်ငံရေးပါတီတွေကနေတည်ဆင်စကောင်းဆောင်တွေရဲ့အာနာဆက်လက်တည်မြဲဖို့အတူရောင်ရွေးကောက်ပွဲကိုကျင်းပတာဖြစ်တယ်လို့အများကပြစ်တင်ဝေဖန်နေကြပြီးတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ရွေးကောက်ပွဲကိုတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမှာမဟုတ်ပါဘူးရွေးကောက်ပွဲကိုကျွန်တော်တို့တားဆီးလို့မရနိုင်ပေမဲ့ပွင့်လဲမြင့်သာရှိပြီးတော့အားလုံးပါဝင်တဲ့လွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်လို့ဝန်ကြီးမိုဟာမက်ဟာဆန်ကဆိုတာပါ လူတွေအားလုံးပါဝင်ရပါမယ်မြန်မာနိုင်ငံကလူတချို့ပဲရွေးကောက်ပွဲဝင်ခွင့်ရပြီးကျန်တဲ့သူတွေပါဝင်ခွင့်မရတဲ့ရွေးကောက်ပွဲမျိုးကိုကျွန်တော်တို့အလိုမရှိပါဘူးအဲ့ဒီကိစ္စကိုကျွန်တော်တို့အာဆီယံခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲမှာတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်လို့မိုဟာမက်ဟာဆန်ကပြောဆိုထားတာဖြစ်ပါတယ်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1928ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဆင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1928ရာအတွင်းအစံဖတ်သက်ပြက်ခံရပြီးကြာဆုံးခဲ့သူ8405ဝက်တိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2968ဝက်တိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8312ဝက်တိရှိလာပြီဖြစ်ပါတယ်။မူပိနေမှာတော့အာနာသိမ့်မှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့နေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။